ရသောဘုရားသခင်ကရောမြတ်ကြီးကသဗ္ဗေသင်္ခါရအိဆာယရာပညာယပတ္တိအထနိဗ္ဗိန္တိဒုက္ခဧတမေကောဝိတ္တုရိယလို့ဝိပဿနာအမြင်ကလေးတွေရှုမြင်တတ်ဖို့ရန်ဟောကြားထားတော်မူခဲ့ပါတယ်ဝိပဿနာဉာဏ်မြင်ဆိုတာဘယ်လိုမြင်ရမလဲလို့မေးရင် သဗ္ဗေသင်္ခါရအိဋ္ဌာသဗ္ဗေလုံဆုံးကုန်သောသင်္ခါရယုံနာဓမ္မသင်္ခါရသဘောတရားတို့သည်အိဋ္ဌာဖြစ်ပြီးရင်ပျက်စီးတတ်တဲ့သဘောရှိကြလေကုန်၏တဲ့သင်္ခါရသဘောတရားကိုလည်းမြင်အောင်ကြည်ဖြစ်ပြီးရင်ပြတ်တဲ့သဘောတရားကိုလည်းမြင်အောင်ကြည်အဲ့ဒါဟာဝိပဿနာရဲ့အမြင်ကလေးတွေပါပဲ သင်္ခါရဆိုတာဘယ်လိုသဘောတရားမျိုးလို့ကိုသင်္ခါရလို့ခေါ်တာလဲအကြောင်းတိုက်ဆက်လို့ဖြစ်တဲ့အကျိုးတရားကို သင်္ခါရလို့ခေါ်တာအကြောင်းရဲ့ပြုပြင်မှုကြောင့်ဖြစ်လာတဲ့အကျိုးတရားသည်သင်္ခါရတရားသို့လိုလိုဖြစ်တာမဟုတ်ဘူးတဲ့ဘယံပရာဖြစ်တာလည်းမဟုတ်ဘူးတဲ့အကြောင်းလေးတွေပြုပြင်လို့အကြောင်းအားလျော်စွာဖြစ်လာတဲ့အကျိုးတရားလေးတွေပဲ အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားဆိုတာဘယ်လိုတရားတွေလဲလို့မေးတော့စိတ်ရယ်စိတ္တသိရယ်ရုပ်ရယ်ဒီတရား၃မျိုးဖြစ်ပါတယ်နိဗ္ဗာန်ဆိုတဲ့တရားဟာသူကိုယ်တိုင်လည်းအကြောင်း အကျိုးမဟုတ်သလိုအကြောင်းကြောင့်ဖြစ်တဲ့တရားလည်းမဟုတ်ပါဘူးတဲ့ဒါကြောင့်နိဗ္ဗာန်ဆိုတဲ့တရားဟာ အကြောင်းကြောင့်ဖြစ်တဲ့တရားမဟုတ်သည့်အတွက်သင်္ခါရတရားတွေမှာမပါပါဘူးအာသင်ခတ္တလို့ခေါ်ပါတယ်စေတေစတေတေရုပ်တွေကတော့အကြောင်းကြောင့်ဖြစ်တဲ့ဂျိုးတရားတွေမဟုတ်လို့သင်္ခါရတရားလို့ဒီလိုခေါ်တယ်သင်္ခါရတရားသင်္ခတ္တတရားအတူတူပါပဲဒီတော့သင်္ခါရတရားကိုသိကျင်ပါတယ်ဆိုရင် စိတ်ရဲ့စေတသိက်ရဲ့ရုပ်ရဲ့ဒီတရား၃မျိုးကိုသိအောင်လုပ်ရမယ်အရိတရား၃မျိုးကိုသိဖို့ဆိုရင်လည်းအရိတရား၃မျိုးရဲ့သဘောလေးတွေကိုသိအောင်လုပ်ရမယ်စိတ်စရာကသိတတ်တဲ့သဘောရှိတယ်စေတသိက်ဆိုတာကစေတသိက်ပေါင်း90နဲ့နှစ်ပါးရှိတယ်သဘောလေးတွေအတိအသေးရှိကြပါတယ် ဝိရဏဆိုရင်လည်းခံစားတဲ့သဘောရှိတယ်။တင်ညာဆိုရင်လည်းမှတ်သားတဲ့သဘောရှိတယ်။တတ္တာဆိုလို့ရှိရင်ကြည်လင်းတဲ့သဘော၊ယုံကြည်တဲ့သဘောရှိတယ်။တတိဆိုရင် အောင့်မေ့တဲ့သဘောရှိတယ်။ဝရိယဆိုရင်တက်တက်ကြွကြွအားထုတ်တဲ့သဘောရှိတယ်။တမာရိဆိုရင်စူးစိုက်တဲ့သဘောရှိတယ်။ပညာဆိုရင် ခွဲခြားစိတ်ဖြာပြီးတော့သိတဲ့သဘောရှိတယ်။စသည်ဖြင့်အဲ့ဒီ စေတသိက်တွေရဲ့သဘောလေးတွေကတခုနဲ့တခုမတူပါဘူးတခုနဲ့တခုမတူပေမဲ့လို့လည်းပဲအဲ့ဒီသဘောတရားလေးတွေဟာတခုစီတခုစီသီးသန့်စီဖြစ်နေတာမဟုတ်ပါဘူးတဲ့သဘောတရားတရားလေးတွေပေါင်းစုပြီးတော့ဖြစ်နေကြတာပါအဲ့ဒီပေါင်းစုဖြစ်နေကြတဲ့စေတသိက်ဆိုတဲ့သဘောတရားကလေးတွေကို ခန္ဓာအမြင်နဲ့ခွဲကြည့်လိုက်တဲ့အခါကျတော့ဝိရဏခန္ဓာရဲ့ပညာခန္ဓာရဲ့သင်္ခါရခန္ဓာရဲ့စေတသိက်ခန္ဓာ၃ပါးရှိပါတယ်စေခန္ဓာကတစ်ပါးစေတသိက်ခန္ဓာက၃ပါးအားလုံးပေါင်းလိုက်တော့နာမ်ခန္ဓာ၄ပါးဖြစ်ပါတယ်ယုံဆိုတာကတော့ဖောက်ပြန်တတ်တဲ့သဘောရှိတယ်အမျိုးမျိုးသောချင်းရာလေးတွေနဲ့မိမိတို့ရဲ့တဏ္ဍာမှာဖောက်ပြန်ပြနေတယ် ထုံနာနာရကျင်နာခဲ့တာခဲ့တာကလည်းပဲရုံရဖောက်ပြန်မှုပဲတောင်းတာတင်းတာကလည်းပဲရုံရဖောက်ပြန်မှုပဲလှုပ်တယ်ရွတယ်ငြိမ်တယ်သက်တယ်ဆိုတာလည်းရုံရဖောက်ပြန်မှုပဲပူတယ်အေးတယ်ဆိုတာလည်းရုံရဖောက်ပြန်မှုပဲထောက်ကန်တဲ့သဘောရွေရှားတဲ့သဘောငြိမ်သက်တဲ့သဘောတွန်းထွက်တတ်တဲ့သဘောအဲ့ဒီသဘောတရားကလေးတွေကလည်းပဲဒါရုံရသဘောတရားလေးတွေပဲ ဖောက်ပြန်တတ်တဲ့သဘောတရားလေးတွေပဲအဲ့ဒီသဘောတရားကလေးတွေကိုဒါယုံလို့ဒီလိုသတ်မှတ်ရမယ်ဒီတော့ယုံဆိုတာကအကောင်အထည်မဟုတ်ဘူးပုံမှန်တရားမဟုတ်ဘူးအထည်တရားမရှိဘူးအကောင်အထည်အထည်တရားမှာရှိနေတဲ့တိကျဖြစ်နေတဲ့သဘောတရားလေးတွေပါအကောင်ထဲကြီးကပညာသဘောတရားလေးကပရမတ် အဲ့ဒီသဘောတရားလေးတွေကိုမြင်အောင်ကြည့်နိုင်ရုပ်ကိုတွေ့တယ်လို့ခေါ်တယ်။အဲ့ဒီရုပ်ကိုခန္ဓာဖွဲ့ကြည့်လိုက်တော့ရူပခန္ဓာလို့ဒီလိုခေါ်ပါတယ်။ရုပ်ရဲ့ခန္ဓာကတပါးနာခန္ဓာက၄ပါးအားလုံးပေါ်လိုက်တော့ခန္ဓာဟာ၅ပါးရှိတယ်။အဲ့ဒီခန္ဓာ၅ပါးဒီအကြောင်းအကြောင်းဖြစ်တဲ့ကျိုးတရားတွေမဟုတ်လို့အကြောင်းမကင်းပဲနဲ့ပေါ်တဲ့တရားတွေမဟုတ်လို့အကြောင်းရဲ့ပြည့်ပြည့်မှုကြောင့်ဖြစ်လာတဲ့ကျိုးတရားတွေမဟုတ်လို့ သူတို့ကိုသင်္ခါရတရားလို့ခေါ်ပါတယ်။ဒါကြောင့်ပရမဇုံယောဂီများဟာသင်္ခါရဆိုတဲ့ယုတ်တရားနန္တရားတွေကို တွေ့အောင်ဉာဏ်ကလေးနဲ့သိအောင်အရင်ကြိုးစားရပါလေဦးမယ်။ကြီးကစားမှာတော့ပညာနဲ့တွဲပြီးတော့ပေါ်နေတာဖြစ်တဲ့အတွက်ပညာနဲ့ပဲတွဲပြီးတော့မြင်နေဦးမှာပါပဲ။ဒါပေမဲ့တစ်ဖြစ်တစ်ဖြစ်နဲ့ အဲ့ဒီပညာကိုခွာပြီးတော့ပရမတ်ဆိုတဲ့အစီအနှစ်ကို ထုတ်ပြီးတော့ကြည့်နိုင်အောင်ကြိုးစားရမယ်ပရမတ်သဘောတရားဒီပညာကိုမိနေတာဖြစ်တဲ့အတွက်ကြည်ကားသားမှာပညာပဲပရမတ်ပဲဆိုတာသိပြီးတော့မကွမ်းနိုင်သေးပါဘူးသို့တော့မိမိတရားနာစင်းတော့ကဆရာသမားတွေညွှန်ကြားထားတဲ့ညွှန်ကြားချက်ကို ပြန်အာရုံပြုပြီးတော့ ောဒါလေးကတော့ပညာပဲဒါလေးကတော့ပရမတ်ပဲအကောင်ထဲပုံမှန်တရာထဲဝုထုကြီးကပညာသဘောသူရမရှိနေတဲ့သဘောတရားလေးတွေကပရမတ်သဘောပဲလို့အဲ့ဒီလိုပညာနဲ့ပရမတ်ကိုအောင်မှတ်ပြီးတော့ပညာဆိုတဲ့ထဲတရာကြီးကိုမြင်နေတဲ့အမြင်ကလေးတွေတဖြည်းဖြည်းနဲ့ရောက်အောင်ကြိုးစားပေးရမယ်ပရမတ်ဆိုတဲ့သဘောတရားကလေးတွေကိုမြင်နေတဲ့အမြင်ကလေးတွေကိုလည်းပဲ ကျင်လင်တဲ့ကျင်လင်အောင်ကြိုးစားပေးရမယ်။အဲဒီလိုကြိုးစားပေးလို့အကောင်ထည်ကြီးပေါ်မှာညံမရောက်တော့ဘူးစိတ်မရောက်တော့ဘူး။ပရမသဘောတရားကလေးပေါ်မှာပဲစိတ်ရောက်မယ်ညံရောက်နေမယ်ဆိုရင်ပညာဆိုတဲ့ကဏအဆိုင်ခဲကြီးပြုတ်ကွဲပြီးတော့ပရမဆိုင်တဲ့နေပါပဲ။ပရမဆိုင်တဲ့အချိန်မှာပုဂ္ဂိုလ်တ attva လည်းမမြင်တော့ဘူး။ သဘောတရားလေးတွေဟာပုဂ္ဂိုလ်တ attva မဟုတ်တယ်လို့ငါလည်းမဟုတ်ဘူးသူလည်းမဟုတ်ဘူးယောက်ျားမိန်းမလည်းမဟုတ်ပါဘူးဒုပောင်ကခြေလည်းလည်းမဟုတ်ပါဘူးသဘောတရားဟာသဘောတရားပါပဲအဲ့ဒီသဘောတရားလေးကိုဉာဏ်ကလေးနဲ့တွေ့လိုက်တဲ့အချိန်မှာပုဂ္ဂိုလ်တ attva ငါဆိုတဲ့ဆွဲတက်ကာယဒိဋ္ဌိဆွဲလေးလည်းပဲကင်းစင်နေမှာဖြစ်ပါလေအဲ့ဒီတက်ကာယဒိဋ္ဌိဆွဲကလေးကင်းစင်အောင် ။ဟောဒီလိုမြင်ရင်တော့အမြင်မှန်ပဲဒီလိုမြင်တော့အမြင်မှားပဲဆိုတဲ့အမြင်မှန်နဲ့အမြင်မှားအပေါ်မှာခွဲခွဲခြားခြားသိနိုင်အောင်ညာတပညာသိနေကြိုတင်ပြီးတော့ကြိုးစားပေးရမှာဖြစ်ပါလေ။အခုလိုတရားနာနေတာကတော့ညာတပညာသိလို့ခေါ်တယ်။အဲ့ဒီညာတပညာသိကလေးအကုပြီးတော့လက်တွေ့ရှုမှတ်သုံးသပ်ပွားများလာတဲ့အခါမှာအထေတရတ်တွေကိုအာယုံပြုတ်မိတဲ့အာယုံပြုတ်မိတဲ့ ောဓာတွေကထထရတ်တွေပဲပညာတွေပဲပုံမှန်သဏ္ဍာန်တွေပဲဒါဟာရုပ်စင်မဟုတ်ဘူးသူတို့ကိုကြည့်နေရင်ဝိပဿနာမဖြစ်ဘူးအမြင်မှမရနိုင်ဘူးလို့အဲ့ဒီလိုစိတ်ထဲမှာခိုင်ခိုင်မာမာသဘောထားပြီးတော့ပညာဆိုတဲ့အထက်တရတ်ဒေစီကို စိတ်မရောက်အောင်တတ်နိုင်သမျှတတိတရားကလေးနဲ့ထိမ့်ပြရမယ် ရုပ်ဆိုတဲ့သဘောတရားမှလည်းပဲဟောဒီပုံမသနာကြီးတဲ့မှာပရမတ်ဆိုတဲ့သဘောတရားလေးတွေရှိတယ်။အဲ့ဒီပုံမသနာကြီးတဲ့မှာပဲနာမ်ဆိုတဲ့သဘောတရားလေးတွေလည်းပဲရုပ်ကိုမှီပြီးတော့ဖြစ်နေတာပဲ။နာမ်ကလည်းနာမ်ရဲ့သဘောလက္ခဏာလေးနဲ့တိကျရက်တည်နေသလိုရုပ်ကလည်းရုပ်ရဲ့သဘောလက္ခဏာလေးနဲ့တိကျရက်တည်နေပါတယ်။အဲ့ဒီရက်တည်နေတဲ့ ယုတ်တရားနဲ့တရားတို့ရဲ့သဘောတရားသဘောတရားကလေးတွေကိုလက္ခဏာလေးတွေကိုကြည်ကျင်လင်လင်နဲ့မြင်အောင်ကြိုးစားပိတ်လိုက်နိုင်မယ်ဆိုရင်ယုတ်ဆိုတဲ့ယုတ်ကျန်းဆိုတဲ့ပုံမှန်တရံကြီးစီကိုစိတ်မရောက်တော့ပါဘူးပုံမှန်တရံဆိုင်ခဲ့ပညာကြီးစီကိုစိတ်မရောက်တော့ဘဲနဲ့ယုတ်နုလို့ခေါ်တဲ့ပရမတ်သဘောတရား နံဆိုတဲ့ပရမသဘောတရားအဲ့ဒီပရမသဘောတရားလေးတွေကိုမြင်အောင်တတိလေးနဲ့ဆွဲဆွဲပြီးတော့ပြရမယ်တတိလေးနဲ့တဲ့တဲ့ပြီးတော့ပြရမယ်မိမိရဲ့စိတ်ကပညာယုံကြည်စီကို အာယုံပြုမိတဲ့အာယုံပြုမိတိုင်းဩဒါပညာယုံကြည်ပဲပရမမဟုတ်ဘူးပရမကဒါပဲရောရဲ့သဘောကဒီလိုနာယရဲ့သဘောကဒီလိုအဲ့ဒီသဘောတရားကလေးကမှယုံနဲ့တရားဖြစ်ပါပဲလို့တတိတရားကလေးကအမြဲတမ်း ယုံနာရဲ့သဘောစီကိုဆွဲခေါ်ပြရမယ်။ယုံနာရဲ့သဘောနဲ့မိမိရဲ့စိတ်နဲ့တက်အောင်တတိတရားကလေးကကြိုးစားပြရမယ်။ဒါကိုတတိကတ်တယ်လို့ခေါ်တယ်။တတိကတ်ထားပြရမယ်။တတိကိမ့်ပြထားရမယ်။တတိလည်းမလို့စီရဘူး။တတိလည်းလွတ်လိုက်တာနဲ့တပြိုင်နက်ပုဂ္ဂိုလ်တ attva ငါဆိုတဲ့အစွဲကြီးဝင်လာပါလိမ့်မယ်။ပုဂ္ဂိုလ်တ attva ငါဆိုတဲ့အစွဲကြီးမဝင်အောင်တတိတရားကလေးကိမ့်ထားပြပါ။ တတိတရားကလေးနဲ့အရှုကအာယုံကလေးစီကိုတက်အောင်ကြိုးစားပြီးတော့ဆွဲယူပေးပါရောသဘောနံသဘောတရားကလေးတွေစီကိုရအောင်တတိကပို့ပေးပါပို့ပေးလိုက်လို့ရောသဘောနံသဘောလေးတွေပိုင်းပိုင်းခြားခြားတွေ့မြင်နိုင်ပြီဆိုရင်တမာရီတရားလေးနဲ့ဆွဲပြီးတော့ခြိပေးလိုက်ပါစွတ်စွတ်ဆက်ဆက်ခြိပေးလိုက်ပါအာယုံတစ်ပတ်ဆင်မသွားအောင်တမာရီတရားလေးနဲ့ထိမ့်ပေးလိုက်ပါ တတိယသမာဓိရဝရိယရယ်ဆိုတာကသမာဓိမကင်သုံးပါဖြစ်ပါတယ်အဲ့ဒီတရားတွေ ਨੇ အရှုကအယုံကလေးပေါ်မှာမိမိရဲ့စိတ်ကလေးကဖြောင်းဖြောင်းတန်းတန်းနဲ့ဆက်ဆက်မြဲမြဲနဲ့ကြာရောက်သွားပြီဆိုရင်စိတ်ကလေးတွေတခြားတစ်ပါးမရောက်တော့ဘဲနဲ့စိတ်ကလေးတွေတည်ငြိမ်လာပါလိမ့်မယ်အဲ့ဒီလိုတည်ငြိမ်လာတဲ့အခါကျမှဉာဏ်ကလေးကပွင့်လာတယ်ဩဒါလေးက ရုပ်တရားလေးပဲဒါလေးကနံတရားလေးပဲဆိုတဲ့အတိတရားကလေးတွေလည်းပဲပိုင်ပိုင်နိုင်နိုင် ပိုင်ပိုင်ခြားခြားသိတဲ့အတိတရားကလေးတွေပေါ်လာပါလိမ့်မယ်အဲ့ဒီအတိတရားကလေးတွေပေါ်လာပြီဆိုရင်အဲ့ဒီအတိတရားဟာဉာဏ်ရဲ့သဘောဖြစ်ပါလေအဲ့ဒီဉာဏ်ကလေးနဲ့စဉ်းစားကြည့်လိုက်တော့ဩဒါကရုပ်ပဲဒါကနံပဲလို့သမ္မသင်္ကပ္ပဆိုတဲ့တွေးကလေးနဲ့မှန်မှန်ကန်ကန်တွေးပြီးတော့ သမာဓိဋ္ဌိဆိုတဲ့အမြင်ကလေးနဲ့မှန်မှန်ကန်ကန်မြင်ခွင့်ရပါလိမ့်မယ်။အဲဒီလိုမြင်လာပြီဆိုရင်ဟောယုတ်တရားကလေးကလည်းဖြစ်ပြီးရင်ပြတ်တတ်တဲ့သဘောရှိတယ်။နန္တရားကလေးကလည်းဖြစ်ပြီးရင်ပြတ်တတ်တဲ့သဘောရှိတယ်ဆိုတဲ့ဖြစ်သဘောပြတ်သဘောအပေါ်မှာဉာဏ်ကလေးကတဆင့်တဲပြီးတော့ရှုမှတ်သုံးသပ်နိုင်ပါလိမ့်မယ်။အဲဒီအချိန်မှာပုဂ္ဂိုလ်တ attva ၅ဆိုတဲ့ပုံမှန်တရားကြီးစီကိုစိတ်မရောက်တော့ဘူး။ ပညာစီကိုစိတ်မရောက်တော့ဘဲနဲ့ပရမခန္ဓာစစ်စစ်ပုံပါပဲစိတ်တွေရောက်သွားတဲ့အခါကျတော့အဲ့ဒီစိတ်ထဲမှာတမာရိမက္ကေ၃ပါးလည်းပါနေပါတယ်ပညာမက္ကေ၂ပါးလည်းပါနေပါတယ်မက္ကေ၅ပါးနဲ့ရှုကြည့်လိုက်တဲ့အခါမှာအလုံးစုံသောသင်္ခါရတရားကလေးတွေဟာအနိစ္စတရားပါပဲဖြည့်ချင်းပြည့်ချင်းနဲ့မြဲတာနှိမ့်ဆက်နေတဲ့ဒုက္ခတရားပါပဲကိုယ်လိုဆန္ဒအတိုင်းဖြစ်တာမဟုတ်ဘူးအကြောင်းတိုက်ဆက်လို့အကျိုးတရားတွေပေါ်တာ အကြောင်းပြက်လို့ကြိုးတွေပြက်တာနောက်ထပ်အကြောင်းတရားတွေပြန်ပြီးတော့ပေါင်းစုံမိရင်အကြောင်းတရားကလေးတွေကလည်းပဲဆက်လက်ပြီးတော့စီကာစင်ကာနဲ့ဖြစ်ပေါ်လာပါလေဦးမယ်လို့အဲ့ဒီလိုသဘောပေါက်လိုက်တဲ့အခါကျတော့ယုတ်တရားကလေးတွေနန္တရားကလေးတွေဖြစ်တာကိုလည်းသိတယ်ပြက်တာကိုလည်းသိတယ်အစားထုတ်ပေါ်လာတာလည်းသိတယ်ယုံနာကိုယုံနာမှသိတော့တက်ကရာတိတိစင်ပါတယ်ပြက်တာကိုသိတော့ဥစေတာတိတိစင်ပါတယ်အစားထိုးလာတာကိုသိတော့ ပြက်တာကိုသိတော့သတ္တရာဒိဋ္ဌိဆင်ပါတယ်အစာထိုးလာတာကိုသိတော့အုတ်စေတာဒိဋ္ဌိဆင်ပါတယ်ဒီအချိန်မှာဒိဋ္ဌိ၃မျိုးနဲ့ဆင်ပြီးတော့ဉာဏ်မြင်လေးတွေဟာအမှန်မြင်တဲ့သဘောမျိုးနဲ့ကျင်နေနေပါလိမ့်မယ်အဲဒီလိုကျင်နေလာပြီဆိုရင်အထနိဗ္ဗာန်ဒိဋ္ဌိဒုက္ခဧတမကဝိသုဒ္ဓိယဆိုတဲ့အတိုင်းပဲယောသဘောနာသဘောဖြစ်ဖြစ်သဘောတရားကလေးတွေဟာဒုက္ခသစ္စာပါပဲဒုက္ခသစ္စာပါပဲလို့ဒုက္ခသစ္စာအပေါ်မှာဉာဏ်ကလေးရောက်ပြီးတော့ ဖြစ်ပြတဲ့မြာကနေဖြစ်ပြတဲ့မုံဖြစ်ပြတဲ့မုံရာကနေဖြစ်ပြတဲ့ဆုံးပြီးတော့နိဗ္ဗာန်ချမ်းသာကိုဧကံမုံချမျက်မှောက်ပြုနိုင်မှာဖြစ်ပါတယ်အဲဒါကြောင့်ဒီလားစဉ်အတိုင်းပဲကြိုးစားပြီးတော့ရှုမှတ်သုံးသပ်ပွားများပေးလိုက်ကြပါယောဂီအပေါင်းတော်ကောင်းတို့